အားလုံးပဲမင်္ဂလာပါရှင်။ဆီယာမမိုဟော်စီရေးသားထားသော Love, Light and Power မြတ်တာအလင်းနဲ့စွမ်းအားဆိုတဲ့အစာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ အလုပ်လုပ်သူများသို့မဟုတ်စိတ်လန်းကိုရှောက်ခြင်း energy spirituality ဆိုတဲ့စကားလုံးတွေအခုအချိန်မှာအတော်ခေစားလာတာကိုတွေ့ရပါတယ်။ပြောဆိုဆွေးနွေးအလင်းပြပေးကြတဲ့ပညာရှင်တွေပေါ်ပေါက်လာသလိုစိတ်ဝင်တစားလေးလာလိုက်စားသူတွေလည်းများပြားလာကြတယ်။ energy ဆိုတာကတော့စွမ်းအင်ကိုဆိုလိုတာဖြစ်ပြီးစကြဝဠာအတွင်းကလူတတဝါတက်ရှိတက်မဲ့တွေအားလုံးဟာစွမ်းအင်တွေနဲ့ဖွဲ့စည်းထားတဲ့ energy အစုအဝေးတွေကြီးပဲလို့ ယုံကြည်လက်ခံကြရတယ်။ spirituality ဆိုတာကတော့မြန်မာလိုစိတ်ဝိညာဉ်ပိုင်းဆိုင်ရာအလုပ်တွေကိုလုပ်ခြင်းဘာသာပြန်လို့ရပါတယ်။ကျွန်မအနေနဲ့ဆိုရင်တော့ spirituality ဆိုတာစိတ်ရဲ့အေးချမ်းရာလွတ်မြောက်ရာကိုရှာဖွေခြင်းမိမိကိုယ်ကိုရှာဖွေခြင်းပဲလို့ပြောချင်ပါတယ်။ဖြစ်လာတဲ့ဘဝပြဿနာတွေရဲ့အဖြေကို အပြင်းမမရှာဘဲကိုယ်စိတ်အတွင်းမှာသာရှာဖွေအဖြေထုတ်တဲ့အတွက် inner walk inner journey စသဖြင့်လဲပြောကြတယ် spiritual path လို့ပြောလို့လည်းရပါတယ်။မြမလိုပြန်ရင်တော့တမထကျင့်စဉ်၊ဉာဏ်လန်းကိုလျှောက်ခြင်း၊နိဗ္ဗာန်လန်း၊အစံလန်းစသဖြင့်ဆရာတော်ကြီးတွေအစီအရင်အကြအမြင်ဝိဇ္ဇာလန်းလိုက်ကြတဲ့ဆရာပညာရှင်တွေအဆက်ဆက်ပြောဆိုခဲ့ရပြီးရှိပါတယ်။အခုချိန်မှာခေပညာတတ်သူတွေအနောက်တိုင်းကပညာရှင်တွေနဲ့အင်္ဂလိပ်လိုအသုံးအနှုန်းတွေပါလာတဲ့အတွက်ကြောင့်ဒီအယူဆတွေဟာအနောက်တိုင်းကယုံကြည်ယူဆချက်တွေလို့တချို့ကတော့ထင်ကျင်ထင်ရလိမ့်မယ်။တကယ်တော့ ဒီအကြောင်းအရာတွေဟာမြန်မာပြည်ကအရှိတိုင်းကဆရာဆရာပညာရှင်တွေလဲနှစ်ပေါင်းများစွာခရေကပြောခဲ့ကြပြီးသားတွေပါပဲ spirituality inner work inner journey စိတ်အလုတ်အဆန်လန်းတရားရှာခြင်းစသဖြင့်မလိုပဲခေါ်ဝေါ်သုံးဆွဲပါစေစိတ်ကိုအေးချမ်းအစားထိုးရင်းပြုပြင်ပြောင်းလဲရင်ဘဝမှာအနေတက်အောင်ကျင့်သုံးရတဲ့ဘဝနေနီးထိုင်နီးတန်တရားကလွတ်နီးလို့ပဲကျမကမြင်ပါတယ်ဒေါသနေရာမှာ မြတ်တာနဲ့အစားထိုးမယ်။စိတ်အတွင်းကမှောင်နေတဲ့နေရာတွေကိုလင်းချင်းသွားအောင် ရှင်းထုတ်ပြမယ်။အပူဓာတ်တွေနေရာမှာအေးဓာတ်တွေရောက်လာမယ်။ negative energy တွေကို positive energy တွေနဲ့အစားထိုးမယ်။ negative energy ဆိုတာအကုသိုလ်တွေဖြစ်ပြီး positive energy တွေဆိုတာကတော့ကုသိုလ်တွေပဲဖြစ်ပါတယ်။တူတူပြောရရင်အကုသိုလ်နေရာမှာကုသိုလ်နဲ့အစားထိုးဖို့ပြောတာပါပဲ။အခုစိတ်တွေပင်ပန်းဆင်းရဲနေကြတဲ့အချိန်မှာလူတွေအတော်များများက spirituality ဘက်ကိုလိုက်စားလာကြတာကိုတွေ့ရတယ်။ အနောက်တိုင်းမှာလည်းပညာရှင်တွေအများကြီးပေါ်လာကြတာကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုရင်အဓိကကသူဒီစိတ်ရဲ့အေးချမ်းရာကိုရှာတဲ့လမ်းဖြစ်နေလို့ပါပဲ။လူတွေအရန်စိတ်ပင်ပန်းနေကြတဲ့အခါမှာခဏတာပဲဖြစ်ဖြစ်အေးချမ်းရာတစ်ခုမှခုန်နှားကျင်တဲ့ဆန္ဒတွေဖြစ်ပေါ်လာကြတယ်။ဒီအခါမှာစိတ်အလုတ်လောက်တာနဲ့ပတ်သက်တဲ့ inner work တွေ inner journey တွေအကြောင်းကိုနားထောင်ကြတယ်။လေ့ကျင့်ကြတယ်၊သင်တန်းတွေတက်ကြတယ်။ဒါဟာကောင်းပါတယ်။ကျမကိုယ်တိုင်လိုက်ပြီးနားထောင်နေမိတဲ့ အနောက်တိုင်းကပညာရှင်တွေမြန်မာပြည်ကပညာရှင်တွေ၃၄၅ဦးရှိပါတယ်။တကယ်ကဆရာတော်ကြီးတယောက်ရဲ့စကားပြော အစီအစဉ်ကိုနားထောင်တော့အခုလိုခေတ်ကြီးထဲမှာဂျမဆိုတရား၄ပါးနဲ့နေထိုင်နိုင်မှအလင်းထက်တွေကိုရမယ်။အမောင်ခေတ်ကြီးကိုကြော်လွားနိုင်လိမ့်မယ်လို့ပြောသွားတာကိုနားထောင်လိုက်ရပါတယ်။ဘိုင်းလော်ဆရာတော်ဖျားကြီးကအလင်းတန်းလို့ပြောတဲ့အခါမှာမိတစ်ချိန်လုံးထွန်းထားရမှာကိုဆိုလိုတာလားလို့နားလည်မှုလွဲခဲ့ဘူးပါတယ်။တကယ်တော့အလင်းတန်းဆိုတာကကုသိုလ်တရားကိန်းအောင်နေတဲ့အတွေ့အကြုံ အကြံအစီ စိတ်ကူးတွေအလုပ်တွေကိုဆိုလိုခြင်းဖြစ်ပါတယ်တကယ်တော့အင်္ဂလိပ်လိုပြောပြောမြန်မာလိုပြောပြောအဓိကအနှစ်ချုပ်ကတော့နေစဉ်နေထိုင်ရှင်သန်နေတဲ့ဘဝနေနည်းတွေမှာအကုသိုလ်တွေကိုရှော့ချပြီးကုသိုလ်တွေကိုပွားများလေ့ကျင့်ဖို့ဆိုတာကအဓိကဖြစ်ပါတယ်တကယ်တော့ဒီစိတ်အလုပ်လုပ်တယ်ဆိုတာကလည်းနေပြန်တွေဘာတွေကိုခဏထားလိုက်ပါအောင်စိတ်ရဲ့အေးချမ်းရာကိုပဲအရင်ရှာဖို့လုပ်ရမှာပါစိတ်ကတည်ငြိမ်အေးချမ်းသွားပြီဆိုရင်တဖြည်းဖြည်း အဆင့်တက်လာတာကိုတွေ့ရပါလိမ့်မယ်။ပိုပြီးတော့သိကျင်လာလိမ့်မယ်။ပိုပြီးရှာဖွေလာမယ်။တပည့်ကအဆင့်သေးဖြစ်လာတဲ့အချိန်မှာစိတ်ရရောက်လာပါလိမ့်မယ်။အခုလိုအချိန်မှာစိတ်အေးချမ်းတည်ငြိမ်စွာနေထိုင်နိုင်တဲ့သူတွေကိုကြည့်ရင် စိတ်အလုတ်ကိုလုံနေတဲ့သူတွေဖြစ်ကြတာကိုလည်းသတိထားမိပါရစေ။ Healer ပဲဖြစ်ဖြစ် Energy Walker ပဲဖြစ်ဖြစ် Light Walker ပဲဖြစ်ဖြစ်ဘလို့ပဲသုံးလုံးပါစေ။ဒီပညာရပ်ပေါ်မှာစိတ်ထက်သန်မှုရှိပြီးစိတ်ကို အေးချမ်းစွာနေထိုင်နိုင်တာ အများကိုအလင်းပြပေးနိုင်တာတွေအတွက်ကျေးဇူးတင်မိပါတယ်။ခုခေတ်ဟာတရားတွေနားရဖို့လဲတဲရီလွယ်ကူသလိုဉာဏ်စင်တွေရတရားရနိုင်တဲ့ဝိမု ക്തി ရုပ်ခင့်ဖြစ်တဲ့အတွက်ဒီလန်းစင်ကိုရှောက်တဲ့သူတွေအများကြီးပေါ်လာအောင်ပါပဲတဲ့။နောက်ပိုင်းကျရင်ကဘာကြီးဟာစိတ်ဝိညာဉ်ပိုင်းဆိုင်ရာမှာအားသာသွားလိမ့်မယ်တဲ့။စိတ်ဝိညာဉ်နဲ့ပတ်သက်ပြီးစိတ်အလုတ်လောက်ကြတာတွေညပြလာလိမ့်မယ်။ဒီအလုတ်တွေလုံးမှာပဲနေလို့ရမယ်လို့တချို့ပညာရှင်တွေသုံးသပ်တာကိုလည်းစိတ်ဝင်စားဖို့တွေးရတယ်။ဒါဟာ ဖြစ်နိုင်ပါတယ်။တဖြည်းဖြည်းနဲ့ပျက်စီးယိုယွင်းလာတဲ့ကဘာကြီးမှာစိတ်အနေတက်မှပဲရှင်သန်ရက်တီလို့ရနိုင်မှာပါ။စိတ်အလုတ်ကိုလုတ်တယ်ဆိုတာဘာလဲ။တကယ်တော့မကောင်းတာတွေလုတ်တာကို short ချရှောင်ကျင်ပြီးကောင်းတာတွေလုတ်ဖို့ negative energy ကနေ positive energy ကိုတွားဖို့ဆိုတာသူ့ရဲ့ဆိုလိုရင်းပဲဖြစ်ပါတယ်။ကောင်းသောစွမ်းအင်တွေဖွင့်ပေးပါ။လူတွေစိတ်ကံစားမှုတွေရဲ့စွမ်းအင် energy တွေဟာသူ့ရဲ့ပြင်းအားပေါ်မူတည်ပြီးနေရာတစ်ခုမှာ အချိန်အတိုင်းအတာတစ်ခုအထိ မပြောက်ပြက်ပဲရှိနေတတ်ကြတယ်တဲ့။တလောကညီမလေးတယောက်ရေးတဲ့စာမှာဒီသဘောရှိတဲ့အကြောင်းအရာလေးတစ်ခုဖတ်လိုက်ရပါတယ်။ဆက်ဆက်ပြီးစဉ်းစားကြည့်တော့မှသူပြောတာအမှန်ပါလားလို့သဘောပေါက်လက်ခံလာမိပါတယ်။ဥပမာအားဖြင့်အာဇဘသွားပို့တဲ့အခါတုတ်တန်တင်းချိုင်းတွေကိုရောက်တိုင်းစိတ်ထဲမှာမုံမုံမှန်းမှန်းကြီးခံစားရလိမ့်ရှိပါတယ်။တခါတလေကြကိုယ်နဲ့လဲတိတ်ရင်းတာမဟုတ်ပဲလူမှုရေးအရာလိုက်ပို့လိုက်ရတဲ့နာရေးတွေတောင်းမှအဲ့ဒီနေရာကိုရောက်ရင်ဘာမဆိုင်ညာမဆိုင် စိတ်ထဲမှာညှိုးနှံသွားတာမျိုး ကျမတို့ကြုံမှုကြမှာပါပဲအခုတော့သဘောပေါက်ပြီလေဒီနေရာကိုလာတဲ့လူမှန်သမျှဟာပူဆွေးဝမ်းနည်းမှုတွေနဲ့ရောက်လာကြတာကိုအချိန်နဲ့အမျှဒီနေရာမှာဖြစ်ပေါ်နေတဲ့လူတွေရဲ့ခံစားမှုတွေဟာမပြောက်ပြက်ဖဲဆက်လက်ရှိနေတာကြောင့်ဒီအပူတက်အမိုင်းတက်ကြီးဟာစွန့်အင်တစ်ခုအနေနဲ့အင်းအားကြီးမှစွာရှိနေတယ်။အဲ့ဒီအဝန်းအဝိုင်းတွေကိုကိုကဝင်လိုက်မိတဲ့အခါမှာဒီစွန့်အင်ရဲ့လွှမ်းမိုးမှုကိုခံလိုက်ရတာပါပဲ။ ဲ့လိုသဘောတိုင်းပဲကျမတို့ဖျားသွားတဲ့အခါပန်းနံတွေအမွှေးနံတွေဖျားရှင်ကိုဆူတောင်းတဲ့တွေအမြဝေတဲ့တွေခေါင်းလောင်းတီးတဲ့တွေတဝေဝေနဲ့စိတ်ရဲ့ငြိမ်သက်ခြင်းအေးချမ်းခြင်းကို ခံစားရပါတယ်။ဖျားဖို့လာကြတဲ့သူတွေဟာလည်းကုသိုလ်စိတ်တွေဖြစ်နေကြတာများပါတယ်။အနည်းဆုံးတော့ကုသိုလ်ကောင်းမှုတွေလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖျားကိုရောက်လာတာကြည့်ပါပဲ။ဒါကြောင့်အကြည်တက်တွေရှိတယ်အေးတက်တွေရှိနေကြတယ်။အေးတဲ့စွမ်းအင် ကြီးမားတဲ့နေရာမှာ စိတ်ချမ်းမြေ့မှုကိုခံစားရတာဟာတဘာဝပဲဖြစ်ပါတယ်။ဒါကြောင့်ကျမတို့အိမ်တွေမှာရံဖြစ်ကြငင်းခုန်ကြပေါက်ကွဲကြတဲ့အခါဒေါသအလျောက် online ဟစ်လိုက်တာတွေကမကောင်းတဲ့ negative energy တွေကိုဖြန့်ထုတ်လိုက်သလိုဖြစ်တယ်။အဲဒီလို all hit ဆဲဆိုလိုက်တဲ့အခါမှာစီးပွားလက်လာပါတွေလည်းပိတ်ဆို့သွားတတ်ပါတယ်တဲ့။မကောင်းတဲ့ energy တွေဟာလည်းအချိန်တော်တော်ကြာကြာအိမ်ထဲမှာကြံရစ်နေခဲ့တယ်။ဒါကြောင့်ကျမတို့အိမ်မှာစကားကြဲကြဲနဲ့ပြောကြဆိုကြငင်းညခုန်ကြရင် လူကြီးတွေကအိမ်ပူအိမ်ဆူအောင်မလုပ်နဲ့လို့တားမြစ်ကြတာရှိပါတယ်။ဖုံးရွှေပညာအရာဆိုရင် တချို့အိမ်တွေဟာကျက်တည်မင်္ဂလာနဲ့ပြည့်စုံအောင်ဆိုပြီးအိမ်ရှိမှရေစည်းတန်လေးတွေကြားနေရအောင်ရေတကုံလေးတွေလှုပ်ထားတာရှင်တန်ချင်းစိမ့်လန်းချင်းဓာတ်တွေကိုရရှိအောင်တပင်အစိမ့်လေးတွေထားတာရွှေငါးလေးတွေမွေးရမျိုးတွေလှုပ်ကြတယ်လို့ဖတ်ဖူးတယ်။ကျမရဲ့အိမ်မှာလည်းမနေ့တခါညတခါအိမ်အပြင်ဘက်မှာမဟာသမယတုတ်ဖွင့်ပြီးပူဇော်ပေးပါတယ်။အိမ်ထဲမှာ indoor plan ်တစ်ပင်ကလေးတွေစိုက်ထားတာရွှေငါးလေးတွေမွေးထားတာအယောင်လင်းနဲ့အိမ်တုံးစီအယောင်နဲ့ဘရီဘောကပစ္စည်းတွေအသုံးပြုထားတာတွေလုပ်ပါတယ်အိမ်ကိုကောင်းတဲ့စွမ်းအင်တွေနဲ့ကြက်တရေမင်္ဂလာတွေနဲ့ပြည့်စုံစေခြင်းလို့ပါပဲအိမ်ဆိုတာဟာလေကိုအမြဲနေထိုင်တဲ့နေရာဖြစ်တဲ့အတွက်အရေးကြီးပါတယ်တချို့အိမ်တွေကိုကြည့်လိုက်တဲ့အခါကြွတိုက်လို့ရှုပ်ပွားနေတဲ့အပြင်အဟောင်းမှန်သမျှကိုမပစ်ဖဲနဲ့တင်းထားတဲ့အခါမှောင်မိုက်ပြီးအနံ့အသက်တွေကလည်းမကောင်းသလိုအန်အဂျီလည်းမကောင်းတော့ပါဘူး တခါဖတ်ဖူးတာကတော့ချမ်းသာတဲ့အိမ်တွေဟာပစ္စည်းပစ္စည်းတွေကိုလည်းရှင်းရှင်းလင်းလင်းလှလှပပထားနိုင်ကြတဲ့အတွက်အဲ့ဒီအိမ်နီးယားတွေဟာကောင်းတဲ့စွမ်းအင်တွေရှိတယ်။ဒါကြောင့်သူတို့စီကိုကောင်းတဲ့ကျက်တရေမင်္ဂလာတွေစီးပွားဥစ္စာလက်လာပါတွေစီးဝင်လာပြီးချမ်းသာတထက် ချမ်းသာလာကြတယ်လို့ရေးထားတာဖတ်ဖူးပါတယ်။ဂျာနုံးပြေသဘောမတူညီပေမဲ့ဖြစ်တော်ဖြစ်နိုင်ပါတယ်။ကျမအမြင်အရတော့အိမ်တဲ့အိမ်မိသားစုတစ်ခုမှာကျက်တရေမင်္ဂလာတွေရှိလာဖို့ ကောင်းတဲ့စွမ်းအင်တွေစီးစင်လာဖို့ဆိုတာဥစ္စာပစ္စည်းချမ်းသာတာမချမ်းသာတာအိမ်ကောင်းကောင်းကြီးရှိတာမရှိတာနဲ့မသက်ဆိုင်ပါဘူးဝေဒီခေါင်ဖျားတဲ့တောင်နှင်းတွေကြားကရွာကလေးတရွာကိုရောက်ခဲ့တော့ကတစ်ဝါးနဲ့ဆောက်ထားတဲ့တချို့အိမ်ဒေးဒေးလေးတွေမှာအင်းရှိမှရှိတဲ့ညီတလင်းလေးကိုအမိုက်တဆမရှိပဲပြောင်းရှင်းနေအောင်ပဲကျင်းထားတာလေယာသုံးပစ္စည်းကရိယာတွေကိုတက်တက်ရရနဲ့သူ့ညာနဲ့သူထားတာတွေ့ရတော့အင်းရဲ့ချက်တည်းဆိုတာဒါပါပဲလားလို့စဉ်းစားမိပါတယ် အဲ့ဒီလိုအင်္ဂလိပ်တအိမ်ရှိရလိုက်တာနဲ့ရင်ထဲမှာအေးသွားရတယ်။ထိုင်ပြီးပြန်မထကျင်တော့ဘူး။ဒါဟာဒီအင်္ဂလိပ်ရဲ့စွမ်းအင်ပဲလို့သဘောပေါက်မိပါတယ်။တချို့အိမ်တွေဘယ်လောက်ပဲကြီးကျယ်ခမ်းနားပေမဲ့မအေးချမ်းတာလည်းရှိတာပဲမဟုတ်လား။ကိုနေထိုင်တဲ့အိမ်နေရာပတ်ဝန်းကျင်ကိုကောင်းတဲ့စွမ်းအင်တွေအအေးတဲ့အကြည်တဲ့တွေနဲ့ပြေရှမ်းနေအောင်ဖန်တီးလို့ရပါတယ်။ကိုနေထိုင်တဲ့နေရာတွေဟာရှင်းလင်းနေရင်ကိုယ့်ရဲ့စိတ်တွေလည်းရှင်းလင်းနေတတ်တယ်။ဒီလိုပဲကိုနေထိုင်တဲ့နေရာဟာ ကောင်းတဲ့ကြည်ဒီမင်္ဂလာအပေါင်းနဲ့ပြည့်စုံနေဆိုရင်ကိုယ်စိတ်ထဲမှာလည်းကောင်းတဲ့စွမ်းအင်တွေပွားနေမှာသိကြပါဗျ။ကောင်းတဲ့စွမ်းအင်တွေရှိတဲ့နေရာကိုပျော်ရွှင်ခြင်းချမ်းသာခြင်းတွေလည်းရောက်လာတတ်ပါဗျ။ဖျားပူဇော်ကြတော်ချင်းဆရာတော်ရာဆွေရဲ့ကျွန်တော်ဘဝစကြောင်းမှာဆရာကြီးရွှေဦးတော်အကြောင်းအတော်များများရေးထားတာဖတ်ဘူးကြမှာပါ။အဲ့ဒီတည်းကဆရာကြီးရွှေဦးတော်ရဲ့ဘာသာရေးယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်တဲ့စာပိုက်ကလေးတစ်ပိုက်ကိုအမြင်မှတ်မိနေပါဗျ။ဆရာကြီးဟာ ဘာသာရေးနဲ့ပတ်သက်ပြီးအင်မတန် strong ဖြစ်တဲ့ပုံကူတယောက်ဖြစ်ပါတယ်။တခါတော့ဆရာကြီးနဲ့အတူမန်းလေးတောင်ဘုရားကိုတက်သွားတော့အပေါ်ရောက်လို့ဘုရားကိုတွေ့ရနဲ့ဆရာတော်ရာဆွေကထိုင်းပြီးဥချရုဖတ်တရစေတာတွေလုံယုံလုံစင်အတိုင်းလုပ်ပါတယ်တဲ့။ဆရာကြီးကတော့ရောက်တာနဲ့စေတံတစုံကိုကိုအောင်တောက်ပြီးအမောပြေပြီးဆိုမှဘုရားကိုတည်တည်ချာချာထိုင်းပြီးဝတ်ပြုပါတယ်တဲ့။ပြီးတော့ဆရာတော်ရာဆွေကိုတောင်ပေါ်ရောက်ရောက်ချင်းမောမောပပန်းနဲ့ထိုင်းပြီးဘုရားဝတ်ပြုတော့ တကယ်ရောအာယုံရရဲ့လားလို့မေးတဲ့အခါသူလဲရုတ်တရက်ဘာဖြစ်ရမှန်းမသိပဲအာယုံရရဲ့လို့လည်းမဟုတ်ဘူးပေါ့ဦးကြီးရဲ့လို့ဒီလိုပဲဖရတွေ့တော့လဲထိုင်ပြီးဝေးပြူတာပါပဲလို့ပြောတော့အင်းဆိုပြီးဟာမှမပြောပဲနေပါတဲ့ကျမဖရရောက်တဲ့ခါတိုင်းအဲ့ဒီအကြောင်းလေးကိုအမြဲတမ်းတတိယမှတ်မိနေပါတယ်ဘယ်ဖရကိုရောက်ရောက်အလော30ထိုင်ပြီးဥချဩဃာတာဩဃာတာမလောက်တော့ပဲဖရရှင်ခိုးဖို့ခုံတော်တွေကိုပူဇော်ဖို့အာယုံရပြီး စိတ်ထဲမှာ ကြည်လင်အေးချမ်းသွားပြီဆိုတော့မှဖယားဝတ်ပြုတဲ့အလုပ်ကိုလုပ်ပါတယ်။ဗကန်လိုနေရာမျိုးရောက်ရင်လည်းကျမကဖယားတိုင်းမှာထိုင်းပြီးရှင်ခိုးဝတ်ပြုနေရာမျိုးမလုပ်ဘဲနဲ့ညဘက်အလိုတော်ပြဖယားလိုအေးအေးဆေးဆေးထိုင်းပြီးဝတ်ပြုလို့ရတဲ့နေရာမျိုးရောက်မှသာတည်တည်ချာချာထိုင်းပြီးရုပ်ဖက်စရာရှိတာတွေလည်းရုပ်ဖက်ပူဇော်လိုက်ပါတယ်။စိတ်ထဲမှာအာယုံလာတယ်ဆိုတာအင်္ဂလိပ်လိုတော့မူရလာတယ်လို့ပြောရမလားပဲ။ကျမတို့အတော်များများကတနေ့တနေ့အာယုံမလာပဲလုံနေကြအလုပ်တစ်ခုကိုလုပ်နေတဲ့ပုံစံမျိုး ဖျားဝဲပြုတ်လိုက်ကြတာမျိုးတွေရှိတတ်ကြပါတယ်။ဖျားဝဲပြုတ်ချိန်မှာရွတ်တာရွတ်နေတယ်။တခါတလေကျဘယ်နာရောက်လို့ရောက်မှန်းမသိဘူးဆိုတာမျိုးတွေလည်းကြုံမှုကြမှာပါပဲ။ဖျားနဲ့ပတ်သက်တဲ့အာယုံလုံးဝမရှိပဲထိုင်ပြေးရွတ်ဖက်နေကြတာမျိုးဖြစ်တတ်တယ်။ဖျားကဟာမိတဲ့ဘွင့်မှာမရှိဘူး။ဖျားစင်ဟာဖုန်တက်နေတယ်။ဘန်းတွေကလည်းနွမ်းပြီးခြောက်တွေ့နေတယ်။မိကျွမ်းနေတဲ့ဖျားနိုင်တွေမပြည့်ရသေးဘူး။မိတုံမိကျိုးတွေကလည်းဟောင်းနှွမ်းပြက်စီးနေပြီ။စွန့်တော်ခွက်တွေတောက်တော်ရေခွက်တွေကလည်းညစ်ပတ်နေရင် ဖះရှင်ခိုးခြင်းစိတ်လဲပေါ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်ဖះမရှင်ခိုးခင်မှာဖះရှင်ကိုရည်မှန်းပြီးရည်ချမ်းကတာစင်မီပူဇော်တာအမွေးနံတာနဲ့ဘန်းတွေပူဇော်လိုက်တဲ့အခါမှာစိတ်ကအလိုလိုနေရင်ကြီးညိုစိတ်တွေ၊ယုံကြည်စိတ်တွေတရားတရားတွေပေါ်ပေါက်လာပါတယ်။ဒါဟာမှုရလာတာပါပဲ။အဲဒီလိုအချိန်မှာဖះရှင်ခိုးဝဲပြုလို့ဖះခုံတော်ပူဇော်လို့အကောင်းဆုံးပါပဲ။တချို့တွေဆိုရင်ဖះစာရီရွတ်တဲ့အခါအတန်နဲ့အတန်ထားနဲ့ တည်တည်ချာချာရွတ်ဖက်တာမျိုးတွေလှုပ်တက်ကြတယ်။အတန်တာတာလေးနဲ့ဖခင်ရဲ့ဂုံတော်ကိုပွားများတော့လေတုံခါမှုစွန့်အင်း vibration energy အရတဲအိမ်မြင့်နေတဲ့အတွက်အင်မတန်ကောင်းပါတယ်လို့ပြောရမှာပါပဲ။ကျမကတော့အဲ့ဒီလိုမရွတ်တက်သေးပါဘူး။ဒါကြောင့်ဘာသာရေးနဲ့ဆက်ဆက်တဲ့လှုပ်တွေလှုပ်တဲ့အခါမှာဥပဇုံအာယုံရလာအောင် energy တွေကောင်းနေအောင်ကိုယ်ဝိပုရွတ်ဖက်မဲ့နေရာဝန်းကျင်ကိုလည်းပြုပြင်ထားသင့်ပါတယ်။အယမ်းပူနေလားအယမ်းအေးနေလားညင်ညက်ပက်ပက်တွေဖြစ်နေလားအမွှေးရအနံ့တွေ အရန်ဆူးရှာနေလားမိခိုးတွေမှုန်နေလားအသံတွေအရန်ဆူညံနေလားကိုကိုယ်တိုင်ရော အိမ်ငိုက်နေလားဘိုက်မအီမသာဖြစ်နေရရှိလားအရန်ကြက်ထုံနေတဲ့အဝတ်တွေဝတ်ထားမိလားစသဖြင့်ကိုအာယုံပြုတ်နိုင်ဖို့ကိုနဲ့အသင့်တော်ဆုံးအကောင်းဆုံးအခြေအနေတစ်ခုကိုဖန်နေယူဖို့လိုပါတယ်နောက်တစ်ခုကတော့ဖယားဝတ်ပြုတ်ခြင်းနဲ့အတူစုတောင်းတာတွေလည်းလုပ်တတ်ကြပါတယ်ကိုရဲ့ကိုဆောင်နဲ့အင်းဆောင်နဲ့စတဲ့နှကောင်းနှက်မြအဆောင်ရှောက်တွေနဲ့လွတ်လပ်တဲ့ညင်မာတဲ့ အနိုင်အဆမဲ့တဲ့စကြဝဠာရဲ့စွမ်းအင်တွေနဲ့ချိတ်ဆက်တဲ့အခါမှာကိုယ်တိုင်ကအာယုံမလားသလို energy တွေလည်းမကောင်းဘူးဆိုရင်ကောင်းတဲ့အရာတွေကိုမလို့မှစွမ်းငင်ရယူနိုင်မှာမဟုတ်ပါဘူး။ကောင်းတဲ့အရာတွေရှိတဲ့နေရာကိုသာကောင်းတာတွေကရောက်လာတာမို့အရင်ဆုံးကိုယ်နေရာကိုကိုယ်စိတ်ကိုကောင်းအောင်ပြင်ဆင်ထားဖို့လည်းလိုပါတယ်။ဒါကတော့ energy ဘက်ကကြည့်ရင်တတိပြုစရာအချက်ကလေးတစ်ခုမို့ထည့်ရေးလိုက်တာပါပဲ။တကယ်တော့ဖျားရှင်ခိုးပူဇော်တယ်ဆိုတာ အကျိုးကိုလိုလားပြီးလောဘကိုအခြေခံနေရမျိုးမဖြစ်ရပါဘူးအရေးကြီးတဲ့အချက်ကတော့ယန္တနာသုံးပါအပေါ်ယုံကြည်မှုတရားတရားရှိရမယ်မဖောက်ပြန်တဲ့သီလငြိမ်သက်တဲ့တမာရီဆွဲမြဲတဲ့တစ္ဆာ၄ပါးနဲ့ကံရဲ့အကျိုးကြောင့်ကိုကိုသိမြင်တဲ့ပညာစတဲ့အင်္ဂါ၅ပါးနဲ့ပြည့်စုံအောင်ရှင်ခိုးပူဇော်ရမယ်လို့အဘိဓမ္မာကျမ်းမှာပါရှိတယ်လို့မှတ်ထားပူပါရယ်ဒါဟာဖျားရှင်ခိုးပူဇော်ခြင်းရဲ့အနှစ်သာရဖြစ်ပြီးဒီအချက်ကိုရောက်အောင် အာယုံပြုတ်နိုင်ဖို့ကအဓိကပါပဲ။